မင်္ဂလာမနက်ခင်းပါရှင်မေလ6ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးထားရထွန်းလင်းတင်ဆက်ပေးသွားတော့မှာပါဒီနေ့မနက်ခင်းသတင်းတွေမှာတော့မြန်မာနိုင်ငံငလင်းတန်ထိခိုက်ခံစားရသူတွေအတွက် UK အစိုးရကရမုံငွေစတာလင်ပေါင်း25သန်းအထိထောက်ပံ့ထားပြီးအကူအညီလိုအပ်နေသူသသိန်းကျော်ထံဒေသခံမိဖက်တွေကနေတဆင့်အကူအညီပေးအပ်ပြီးဖြစ်တယ်ဆိုတဲ့သတင်းအင်အားပြင်းထန်ငလင်းဗဟိုချမ်းနဲ့အနည်းဆုံးမှတည်ရှိတဲ့ကြောက်တာရွာမှာ AJ 185လုံးပြိုကျပျက်စီးခဲ့ပြီး တောက်သုံးရေအခက်အခဲကအစအကူအညီများစွာလိုအပ်နေတဲ့တဲ့အီရန်ကကီလိုမီတာ1200အကွာဝေးအထိပြစ်ခတ်နိုင်တဲ့လောင်စာတောက်သုံးပယ်ထိန်တုံးကျည်တဲ့ဒဇင်ကိုထုတ်ဖော်ပြသခဲ့တဲ့တဲ့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအွန်ကတင်ကားထုတ်လုပ်တဲ့စက်ယုံကိုတွားရောက်စစ်ဆေးပြီးကိုရီးယားစတိုင်တင်ကားတွေထုတ်လုပ်မှုကိုအမွှန်းတင်ပြောကြားခဲ့တဲ့တဲ့မိမိတို့လှုပ်ဆောင်နိုင်သမျှအကောင်းဆုံးလှုပ်ဆောင်နေတာဖြစ်တယ်လို့အမရန်ပြောကြားခဲ့တဲ့တဲ့အဆရှိတဲ့တဲ့တွေပါဝင်ပါတယ်။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့ မြန်မာနိုင်ငံငလင်တန်ထိခိုက်ခံစားခဲ့ရသူတွေအတွက် UK အစိုးရကရမုံငွေစတာလင်ပေါင်း25သန်းအထိထောက်ပံ့ထားပြီးအကူအညီလိုအပ်နေသူသသိန်းကျော်ထံဒေသခံမိဖက်တွေကနေတဆင့်အကူအညီပေးအပ်ပြီးဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံမှာငလီတန်ထိခိုက်ခံစားရသူတွေအတွက် UK အစိုးရကရမုံငွေစတာလင်ပေါင်း25သန်းအထိထောက်ပံ့ပေးထားပြီးအကူအညီလိုအပ်နေသူသသိန်းကျော်ထံ ဒေတာကံမေးဖက်တွေကနေတဆင့်အကူအညီပေးအပ်ပြီးဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာ UK တန်ယုံကထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံမှာအင်အားပြင်းငလင်းလှုပ်ခတ်ပြီးတဲ့နောက်အချိန်တလကြာမြင့်ချိန်မှာ UK အစိုးရဟာထိခိုက်ခံစားခဲ့ရသူတွေနဲ့အတူသတားရဲရည်တည်လေးရဲ့ရှိပြီးအတန်းကယ်ဆယ်ရေးနဲ့အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေဆက်လက်ပေးရတုံ့ပြန်ဆောင်ရွက်လေးရဲ့ရှိကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ငလင်လုံးခတ်ပြီးတဲ့နောက်အချိန်တလကြာမြင့်ခဲ့ချိန်မှာ UK အစိုးရအနေနဲ့ရမုံငွေစုစုပေါင်းစတာလင်ပေါင်း25သန်းအထိထောက်ပံ့ထားပြီးဒီပံပိုးမှုတွေဟာဒေသခံမေးဖက်တွေကနေတဆင့်အကူအညီလိုအပ်နေသူ33,600ကျော်ထံရောက်ရှိပြီးဖြစ်ကြောင်း UK တန်ယုံကဆိုပါတယ်။မလ28ရက်ကမြန်မာနိုင်ငံအလဲပိုင်းကိုပြင်အား9.8အဆင့်ရှိတဲ့မြင်းကလင်းလှုပ်ခတ်ခဲ့ရာငလင်ဘေးတံတဲ့ပြည်သူပြည်သားတွေအတွက် UK အစိုးရကစတာလင်ပေါင်း10သန်းထောက်ပံ့ကြောင်းမလ29ရက်ကကြေညာခဲ့ပါတယ်။ ဒါပြင်ဧပြီ3ရက်ကလည်း UK အစိုးရဟာ Disaster Emergency Committee ဘေးရနေရများဆိုင်ရာရေးပေါ်ကော်မတီရဲ့ရမုံငွေကောက်ခံခြင်းအစီအစဉ်မှာစတာလင်ပေါင်၅တန်းထပ်မံတိုးမြှင့်ထည့်ဝင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်။အဲ့လိုပဲဧပြီ5ရက်ကလည်း UK အစိုးရဟာမြန်မာနိုင်ငံမှာငလင်တန်တုံ့ပြန်ဆောင်ရွက်ရေးအတွက်စတာလင်ပေါင်10သန်းထပ်မံတိုးမြှင့်ကူညီခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒီလိုထောက်ပံ့ပေးရမှာရှေးဦးသူနာပြုအကူအညီပေးတာအရေးပေါ်တဲ့စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုပေးတာအခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးတာစာနယ်ရိက္ခာရှေးနေထိုင်မှုအမိုးအကာနဲ့တကူရေးတန်ရှင်ရေးအသုံးဆောင်ပစ္စည်းတွေပေးရတာတွေ ပါဝင်တယ်လို့သိရပါတယ်။ UK အစိုးရဟာမြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုအခိုင်အမာပံ့ပိုးပေးလျက်ရှိပြီး2021ခုနှစ်နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးကလေးကလူသားချင်းစာနာထောက်ထားမှုအကူအညီစုစုပေါင်းစတာလင်ပေါင်တန်း190ပံ့ပိုးပေးခဲ့တယ်လို့သိရပါတယ်။ထမမီအင်အားပြင်းထန်ငလင်ဗဟိုချက်နဲ့အနည်းဆုံးမှာတည်ရှိတဲ့ကြောက်တာရွာမှာအင်ဂျီ195လုံးပြိုကျပျက်စီးခဲ့ပြီးတောက်သုံးရီကအစ အခုအညီများစွာလိုအပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အားပြည့်ထန်ကလေးဗဟိုပြုရာသခိုင်းမြို့နယ်ရေခါကျေးရွာဟာထိခိုက်ပျက်စီးမှုတည်တည်မမမရှိခဲ့ပေမဲ့လည်းရေခါရွာနဲ့ကလေးရဲ့တည်ရှိတဲ့ကြောက်တာရွာမှာတော့အင်ဂျီ185လုံးပြိုကျပျက်စီးခဲ့ပြီးတောက်သုံးရေအခက်အခဲကအစအခုအညီများစွာလိုအပ်နေတယ်လို့ဒေသခံတွေထံကသိရပါဗျ။ စကိုင်းမြို့နယ်ရေခါကျေးရွာမှာငလင်တန်းကြောင့်ဖုန်ကြီးကျောင်းသုံးထပ်ဆောင်တလုံးနဲ့လူနေအိမ်သုံးလုံးထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ငလင်ကျောကရွာဝင်ဆိုင်ပုတ်အရှိဘက်ကနေဖြတ်သွားတာ။အဲ့နေရာမှာကတော့မြေကျောကြီးကသုံးပေလောက်နေသွားတယ်။ငလင်ကျောကရွာပြင်ဘက်မှာဖြစ်လို့ရွာထဲမှာထိခိုက်ပျက်စီးမှုတိတ်မဖြစ်ခဲ့ဘူး။လှုပ်တာကတော့အတော်ကျန်းမာတယ်လို့ရေခါရွာကန်တူကပြောပါရယ်ရေခါရွာဟာစပီရိုလိုင်းနာစင်းပြရည်ညိထွက်ရှိရာရေခါအင်းတည်ရှိတဲ့ရွာဖြစ်ပြီး ငလင်းတန်းကြောင့်ရေခါအင်းမှာရေအနက်22ပင်းရှိရာကနေ2ပင်းခန့်ရောသွားခဲ့ပြီးလက်ရှိမှာအနက်ပင်း20နဲ့အင်းအကျယ်ဝန်း114အေကရှိတယ်လို့တာဝန်ရှိသူတို့ကပြောပါရတယ်။ ငလင်းလှုပ်ပြီးတော့အင်းရီကတပေခွဲလောက်ယော့သွားတာနောက်ဆက်တွဲငလင်းလေးတွေထက်လှုပ်တော့ပေဝက်လောက်ထက်ကြသွားတယ်အခုရေအနက်ကပေ20ပဲကျန်တော့တယ်အရင်ကအခုမြင်နေရတဲ့ဆက်လီလေးတွေကရေပေါ်မှာရေကျသွားတော့ကုန်းပေါ်တင်ကျန်နေခဲ့တယ်လို့အဆိုပါတာဝန်ရှိသူတို့ကပြောပါတယ်အဲ့လိုငလင်းဗဟုပြူရအနေတရှိတဲ့ကြောက်တာကြီးရွာကတော့အင်ဂျီတရတလုံးအလုံးစုံပြူကြပြည့်စည်ခဲ့ပြီး85ရာခိုင်နှုန်းခန့်ထိခိုက်ပျက်စီးခဲ့တဲ့ နေရင်တိုက်တာအဆောင်84လုံးရှိတယ်လို့ကြောက်တာကျေးရွာမှာရှိတဲ့ဖြူစင်မြစ်တာလူမှုကွန်ရက်အသင်းကကောက်ယူထားတဲ့အချက်လက်တွေအရသိရပါဗျ။ကြောက်တာနဲ့ရေခါဆိုတာကရွာနေရာဆိုပေမဲ့တဆက်တည်းဖြစ်နေတော့ကြောက်တာရေခါဆိုပြီးတွဲခေါ်ကြတာပါ။အခုငလင်မှာတော့ကြောက်တာကထိခိုက်ပျက်စီးမှု များပါတယ်။ဆန်တွေစီတွေလာလူတာမျိုးတော့ရှိပါတယ်။ ကြောက်တာရွာကအရင်ကတည်းကတောက်တုံးရေခက်ခဲရှားပါတဲ့ရွာပါ။နေရာတိုင်းမှာအဝေးစီးတွင်တူးလို့မရဘူး။ရွာရဲ့တချို့နေရာလောက်ပဲရေရတယ်။အခုငလင်းအပြေးမှာတောက်ရေရောတုံးရေရောခက်ခဲနေကြတယ်။ရေတန့်လာလူပေးနေလို့တောက်ရေပြက်လက်သွားတာမျိုးမဟုတ်ပေမဲ့ခက်ခဲပါတယ်။တုံးရေနဲ့နွားရီအတွက်ရေကတော့တော်တော်လေးအဆင်မပြေဘူးလို့ကြောက်တာကြီးရွာကဒေသခံတဦးကပြောပါရတယ်။ ငလင်ကြောင့်အိမ်တွေတော့ပျို့တယ်။သေဆုံးတာတော့တရားမှမရှိဘူး။တရားလုံးမှာထိခိုက်ဒဏ်ရာရသူကတယောက်ပဲရှိတာ။သူကနှစ်ထက်ခွဲတိုက်ပြို့ရမှာပြိမိပြီးခြေထောက်နှစ်ဖက်စလုံးပြတ်သွားတယ်လို့ဆက်လက်ပြောပါရယ်။ကြောက်တာကြေးရွာမှာငလင်တန်ကြောင့်ထမ်းပင်တပင်နှစ်ချမ်းကွဲသွားတာကိုမြင်ရတဲ့ရွာဖြစ်ပြီးအင်ဂျင်933အင်ရှိတဲ့အနက်185လုံးပြိုကျပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါရယ်။အီရန်ကကီလိုမီတာ1200အကွာဝေးအထိပြစ်ခတ်နိုင်တဲ့လောင်စာတောက်သော ပဲထင်းဒုံးကျည်တဲ့တစင်ထုတ်ဖော်ပြသခဲ့တဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးမှာပါ။အီရန်ဟာအနောက်နိုင်ငံတွေနဲ့တင်းမာမှုမြင့်တက်နေချိန်မှာကီလိုမီတာ1245မိုင်အကွာအဝေးအထိပြတ်ခတ်ရောက်ရှိနိုင်တဲ့လောင်စာတောင့်သုံးပဲထင်းဒုံးကျည်တဲ့တစင်ကိုမေလ၄ရက်ကထုတ်ဖော်ပြသခဲ့တယ်လို့နိုင်ငံပိုင်ရုပ်သံကဖော်ပြခဲ့ပါတယ်။လောင်စာတောင့်သုံးကာဆန်ဘာဆာပဲထင်းဒုံးကျည်ဟာ ကီလိုမီတာ1200အထိပြတ်ခတ်နိုင်ပြီးအီရန်ရဲ့နောက်ဆုံးကာကွယ်ရေးအောင်မြင်မှုဖြစ်ပါတယ်လို့နိုင်ငံပါရုပ်တံကဖော်ပြခဲ့ပါတယ်။အီရန်ရဲ့ဒုံးကျည်စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီးအနောက်နိုင်ငံတွေကစိုးရိမ်မှုတွေမြင့်တက်နေပြီးအီရန်ဟာအရှေ့အလယ်ပိုင်းဒေသရဲ့တည်ငြိမ်မှုကိုပြန်ရင်းအောင်လှုံ့ဆော်နေကြောင်းစွပ်စွဲခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကလည်းအီရန်နဲ့အစ္စရေးကြားပထမဆုံးအကြိမ်အဖြစ်အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။မေလ၄ရက်ကအီရန်နိုင်ငံပိုင်ရုပ်တံမှာ အီရန်ကာကွယ်ရေးဝန်ကြီးအဇစ်နာဇာဒါဇာနဲ့ပြုလုပ်တဲ့အင်တာဗျူးမှာအဆိုပါဒုံးကြီးအသေးရဲ့မှတ်တမ်းတွေကိုဖော်ပြခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့တိုက်ခိုက်ခံရမယ်ဆိုရင်ကျွန်တော်တို့ကိုစစ်ပွဲဆင်နွှဲမယ်ဆိုရင်ကျွန်တော်တို့ကအင်းနဲ့အားနဲ့ပြန်လည်တုံ့ပြန်သွားမှာဖြစ်ပြီးသူတို့ရဲ့စခန်းတွေနဲ့သူတို့ရဲ့အကျိုးစီးပွားတွေကိုပြတ်မှတ်ထားသွားမှာပါလို့နာဇာဒါဇာကပြောပါတယ်။အီရန်နဲ့အမေရိကန်ဟာဧပြီလ12ရက်ကစပြီးအပတ်စဉ်စနေနေ့တိုင်းမှာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီး အိုမန်ကဂျောင်းဝင်စစ်ဆက်ပေးတဲ့ဆွေးနွေးပွဲတွေကိုပြုလုပ်ခဲ့ပြီးတဲ့နောက်အဆိုပါဒုံးကျည်တက်ကိုအီရန်ကပြသခဲ့တာဖြစ်ပါတယ်။အီရန်နဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားသဘောတူညီမှုရရှိခဲ့တဲ့2018ခုနှစ်အီရန်နျူကလ িয়ার စီမံကိန်းသဘောတူစာချုပ်ကနေအမေရိကန်နှုတ်ထွက်သွားပြီးတဲ့နောက်ဒီဆွေးနွေးမှုတွေဟာအမြင့်ဆုံးအဆင့်ထိတွေ့ဆက်ဆံမှုတွေဖြစ်ပါတယ်။ထပ်မံပြီးတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်ကတင်ကားထုတ်လုပ်တဲ့စစ်ရုံကိုတွားရောက်စစ်ဆေးပြီး ကိုရီးယားစတိုင်တင်ကားတွေထုတ်လုပ်မှုကို အမွန်တင် ပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါပါ။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ဟာတင်ကားထုတ်လုပ်တဲ့စက်ရုံကိုတွားရောက်စစ်ဆေးပြီးကိုရီးယားစတိုင်တင်ကားတွေရဲ့အဓိကနည်းပညာတိုးတက်မှုကိုအမွန်တင်ပြောကြားခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။နောက်ဆုံးပေါ်တင်ကားတွေနဲ့ဂျီကာကားတွေထုတ်လုပ်မှုဟာမြောက်ကိုရီးယားစစ်တပ်အစင်းမြင့်တင်မောမှန်မှုအတွက်အဓိကကြားပြီး အနာယပါတီရဲ့ဒုတိယအကြိမ်မြောက်ကြီးကတက်ဖွဲ့အစင်းမြင့်တင်မိုးမှန်ရေးအစီအစဉ်ကိုအကောင့်ထည့်ဖော်နေတာဖြစ်တယ်လို့ကင်ကပြောပါရယ်။မြောက်ကိုရီးယားဟာတမယိုးကျတက်ဖွဲ့တွေနျူကလ িয়ার နဲ့ဒုံးကျည်အင်အားတွေကိုအစင်းမြင့်တင်ဖို့တွန်းအားပေးလှုံ့ဆော်ချိန်မှာကင်မြင့်လေးလာရေးခီးစဉ်ပေါ်ပေါက်ခဲ့တာဖြစ်ပါရယ်။ကင်မဟာမကြသေးမီကလည်းရေတက်ဖြတ်သိမ်းမော့အစ်စ်တစင်ထုတ်ဖော်ပြသပွဲနဲ့ဒရုန်းအစ်စ်တွေနဲ့တခြားလက်နက်တွေစမ်းသပ်မှုတွေကိုလည်းတက်ရောက်ကြည့်ရှုခဲ့ပါရယ်။မြောက်ကိုရီးယားဟာ စွမ်းအပြင်းဆုံးလက်နက်တွေတက်ဆင်ထားတယ်လို့ကြေညာထားတဲ့ဖြတ်သိမ်းမော့အသည့်တစင်းကိုဧပြီ26ရက်ကထုတ်ဖော်ပြသခဲ့ကြောင်း KCNA ကဖော်ပြခဲ့ပါတယ်။ဒီစစ်သိမ်းမော့အသည့်ဟာရုရှားရဲ့အကူအညီနဲ့တိစောက်ခဲ့တာဖြစ်နိုင်ကြောင်းတောင်ကိုရီးယားစစ်တပ်ကမီဒီယာကပြောကြားခဲ့ပြီးဒီစစ်သိမ်းမော့နဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေကိုလေးလာနေစေဖြစ်တယ်လို့ဆိုပါတယ်။ချုံဟျုံလို့အမည်ပေးထားတဲ့တန်9000အလေးချိန်ရှိတဲ့အဆိုပါဖြတ်သိမ်းမော့ဟာ တာတိုဖြင့်နေပြူဟာမြောက်နျူကလ িয়ার ဒုံးကျည်တွေတက်ဆင်နိုင်ပွဲရှိကြောင်းလီလာသူတချို့ကသုံးသပ်ခဲ့ပါတယ်။တောင်ကိုရီးယားပူရဲဆေးဦးစီးချုပ်များအဖွဲ့ GCS ရဲ့ပြောရေးဆိုခွင့်ရှိသူလီဆောင်ချန်ကတော့ဒီစစ်သင်မောကိုရုရှားရဲ့အကူအညီနဲ့တည်ဆောက်ခဲ့တာဖြစ်နိုင်ကြောင်းသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ထုတ်ဖော်ပြသခဲ့တဲ့လက်နက်တွေနဲ့ပစ္စည်းကရိယာတွေကိုသုံးသပ်ကြည့်ရာ အဲ့ဒီတင်မောတိဆောင်းမှုမှာရုရှားထံကနေနှီးပညာရန်မုံငွေဒါမှမဟုတ်အထောက်ပံ့တွေရရှိခဲ့ပွဲရှိတယ်လို့မိမိတို့ယူဆကြောင်းလီကပြောပါတယ်။ဒီတင်မောရဲ့အရွယ်အစားအရတင်မောဘော်ကနေမြေပြင်ကိုပြစ်ခတ်နိုင်တဲ့ဒုံးကျည်တွေတင်မောဘော်ကနေဝင်းဟင်ကိုပြစ်ခတ်နိုင်တဲ့ဒုံးကျည်တွေကိုတည်ဆောင်းနိုင်ကြောင်းကျွမ်းကျင်သူတွေကယူဆထားပါတယ်။မြောက်ကိုရီးယားအရေးကိုအဓိကဖော်ပြနေတဲ့ NK News သတင်း website မှာတော့ဒီသတင်းမဟာတာတိုပြစ်နေပြူဟာမြောက်နျူကလ িয়ার ဒုံးကျည်တွေတက်ဆင်နိုင်ကြောင်းဖော်ပြခဲ့ပါတယ်။ ကင်မာမီလာအတွင်းကလည်းနျူကလ িয়ার ဆိုင်ရင်သုံးရင်ငုတ်တင်မော်တိဆောက်ရေးစီမံကိန်းကိုတွားရောက်စစ်ဆေးခဲ့ပြီးရေတပ်အင်အားကိုမြှင့်တင်တာဟာမြောက်ကိုရီးယားရဲ့ကာကွယ်ရေးမဟာဗျူဟာမှအဓိကအစိပ်ပိုင်းတစ်ခုဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းဒီပုံအနေနဲ့မိမိတို့လှုပ်ဆောင်နိုင်သမျှအကောင်းဆုံးလှုပ်ဆောင်နေတာဖြစ်တယ်လို့အာမိုရန်ပြောကြားခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမှာ။မန်ယူနီပြအာမိုရန်က Brandfo နဲ့ပွဲမှာအဓိကကစားသမားတွေကိုအနားပေးခဲ့တာဟာမိမိတို့လှုပ်ဆောင်နိုင်သမျှ အကောင်းဆုံးလှုပ်ဆောင်နေတာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ကျွန်တော်တို့ကလက်ရှိအနေအထားကိုနားလည်ဖို့လိုနေတဲ့ club အသင်းမှာကျွန်တော်တို့မတူညီတဲ့ပြိုင်ပွဲတွေအတွက်ပြင်ဆင်နေရပါတယ်။ကျွန်တော်တို့ Europa League အတွက်တိုက်ပွဲဝင်နေပြီးကြာသပတေးနေ့ပွဲကအရေးအကြီးဆုံးပါ။ကစားသမားတိုင်းကစားခွင့်ရတာကလည်းကောင်းမွန်ပါတယ်။ကျွန်တော်တို့ရှင်ပြိုင်နိုင်စွမ်းရှိကြပါတယ်။ဒါဟာတကယ်ခက်ခဲပါတယ်။ဒါပေမဲ့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့မြအကောင်းဆုံးလှုပ်ဆောင်နေပါတယ်လို့အော်မရန်ကပြောကြားခဲ့ပါတယ်။ အဝရဟမန်ယူသင်းကိုပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလအတွင်းကမှရောက်ရှိလာသူဖြစ်ပြီးပရီးမီးယားလိ FA ဖလားနဲ့လီဖလားပြိုင်ပွဲတွေမှာရလဒ်ဆိုရင်းနဲ့ရင်ဆိုင်ခဲ့ရပေမဲ့လည်းယူရိုပါလိပြိုင်ပွဲမှာတော့ဘလူးပွဲအထိရောက်ရှိဖို့နှီးစက်နေပြီဖြစ်ပါတယ်။မေလ6ရက်နေ့မနက်ခင်းသတင်းတွေကိုထိုင်းရဲထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ညနေ4နာရီမှလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရစေ။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။